မင်္ဂလာပါဒီကနေ့ကျွန်တော်ပြောပြပေးသွားမယ်အကြောင်းအရာကပြဝစီယာနေငွေတွေယူထားတယ်အလိုအလိုမလို့ယူထားတယ်ဒါပေမဲ့အချိန်တန်တော့ပြန်မဆက်နိုင်ဘူးအကျွေးယူထားတယ်ပေါ့နော်ပြန်မဆက်နိုင်ဘူးအဲ့တော့အဲ့လိုလူသားမျိုးတွေအတွက်ကျွန်တော်ကရေရာလေးကျွန်တော်ပြောပြပေးသွားပါမယ်အဲ့ဒီရေရာက ျွန်တော်တို့ဥမာဆိုရပါတော့ကိုကခဏတစ်ချက်တော့အကျိုးကြီးဆောင်ဆိုင်ထားစီခြင်းတည်းခဏတစ်ချက်ဆောင်ဆိုင်ထားစီခြင်းနဲ့ပေးရင်ပေးမယ်ပေါ့နော်ပေးမယ်တစ်ချက်ရရင်ပြန်ပေးမယ်သို့တော့မရခင်မှာခဏတစ်ချက်တော့ဆောင်ဆိုင်ထားစီခြင်းနဲ့ဆိုရင်အခုဆရာပြောတဲ့ရေရောလုံးလို့ရတယ်နောက်တစ်ခုကအကျွေးတွေအမြန်လုံးပြန်ဆက်နိုင်စေဖို့နော်အကျွေးမှုတွေခဏခဏအေးချမ်းစေဖို့နော်မရခင်ပြန်ဆက်နိုင်စေဖို့ပေါ့ဗျာအဲ့လိုရေတွေအမျိုး အခုကျွန်တော်ရေရနှမျိုးကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမရေရတစ်မျိုးကအကျွေးတွေစောင့်ဆိုင်ထားစီခြင်းနဲ့အကျွေးတွေခဏဆိုင်းထားစီခြင်းနဲ့ဆိုတော့လူတွေအတွက်ပြုလုပ်မယ့်ရေရဖြစ်ပါတယ်ဒါကတော့ဘာလို့လဲဆိုကျွန်တော်တို့အချို့အိမ်လင်းစင်တွေမှာအုံးဆွဲတယ်ပေါ့နော်အုံးဆွဲတဲ့ဆိုင်းလေးရှိတယ်အုံးဆွဲတဲ့ဆိုင်းလေးကျွန်တော်တို့အုံးလျော်ပြောသေးဆိုင်တွေမှာဝယ်လို့ရတယ်အုံးဆွဲတဲ့ဆိုင်းလေးပေါ့နော်အဲ့ဒီဆိုင်းလေးတစ်ခုဝယ်ပါအဲ့ဆိုင်းလေးပေါ့နော်ဘာမှပုံနေပါလိမ့်မပါတဲ့ဟာပေါ့အိမ်လင်း အင်ဖာကင်းပုံမှာပါတဲ့ဟာပါဆိုင်းလို့လေးဝယ်ပါပြီးတော့အုံးဒီတလုံးထည့်ပါအုံးဒီတလုံးအုံးဒီအစိမ်းလေးတလုံးထည့်ပါအညာပါတဲ့ဟာလေးထည့်ပြီးချိန်ထားပါအဲ့လိုမချိန်ထားခင်မှာအဲ့ဒီအုံးဒီမှာစာရေးရမယ်မက်ဖျူအကျွေးဘလောက်ပေါ့နော်စောင့်ဆိုင်ပါစီပေါ့စောင့်ဆိုင်ပေးပါပေါ့နော်အဲ့လိုစောင့်ဆိုင်ပေးပါစောင့်ဆိုင်ပါစီအကျွေးဘလောက်အကျွေးဘလောက်ပေါ့အကျွေး3900ခိတခဏစောင့်ဆိုင်ပေးပါမက်ဖျူအကျွေး3900ခိတခဏစောင့်ဆိုင်ပေးပါ ဟုတ်လားနော်အဲ့လိုရေးပြီးတော့အဲ့ဒီအုံဒီနဲ့ဆိုင်းကိုဒီလိုချိတ်ဆွဲထားရမယ်ဒါအကျွေးသမားတွေအကျွေးပူသမားတွေဆောင်းဆိုင်ထားစီတဲ့ဆောင်းဆိုင်ထားပေးစီမယ့်ရေရာပေါ့နော်မှတ်မိရနော်ကျွန်တော်တို့အုံဒီမပြောသေးတိုင်မှာဆိုင်းလေးဝယ်ပါအုံဒီလုံးထည့်လိုက်ပါ shopping လေးနဲ့ marketing လေးနဲ့စာရေးပါမလူအကျွေးသိန်း900ခိရခဏဆောင်းတိုင်းပြပါဆိုပြီးတော့ချိန်ထားလိုက်ပါအိမ်မှာအိမ်ရတနေရပုံရွယ်တခုခုပေါ့နော်မမြင်ရတဲ့နေရာလေးမှာချိန်လို့ရရတယ်မြင်ရတဲ့နေရာမှာချိန်ချင်တယ်ချိန်လို့ရတယ် အဲ့ဒါလေးချိန်ထားပြီးတော့เนาะနောက်တစ်ခုကကြာတော့အကျွေးပူတွေပဲအကျွေးသမားတွေအတွက်ပဲအကျွေးပူနေတယ်ဆိုရင်အကျွေးတွေအမြဲတမ်းဆက်နိုင်စေဖို့နော်သူကဆရာငွေတွေယူထားတယ်အမြဲတမ်းဆက်နိုင်စေဖို့အတွက်ဆိုရင်ကျွန်တော်တို့လမ်းဆောင်လမ်းကွာမှာကျွန်တော်တို့တော့ကတော့ပေါ့နော်တော့ကတော့ကိုဖွင့်လိုက်ပါတော့ကလေးကလည်းတန်းတန်းလေးထားလိုက်ပါတော့ကတော့ကိုဖွင့်လိုက်တော့လေးကလည်းတန်းတန်းလေးထားလိုက်တော့လေးတော့ကတော့လေးနဲ့ပြမယ်ဗျာဘယ်လိုဖွင့်လိုက်ဗျာ အဲ့တော့ဒီလိုဖွင့်ပြီးတော့အဲ့တော့ကိုချထားလိုက်လမ်းစုံလမ်းကောင်းမှာချလမ်းစုံလမ်းကောင်းကဘယ်နှစောစောလေးသွားလို့ပေါ့ပြီးရင်အဲ့ဒီတော့ကိုကျွန်တော်ကခုနှစ်ပတ်ပတ်ပြီးပြေးရမယ်အဲ့ဒီတော့ကိုခုနှစ်ပတ်ပတ်ပြီးပြေးရမယ်ခုနှစ်ပတ်ပတ်ပြီးပြေးရမယ်နော်ခုနှစ်ပတ်ပတ်ပြီးပြေးပြီးရင်ဒီအကျွေးပူတွေအကျွေးကိစ္စတွေတော့ဆူတောင်းအောင်ပါပေါ့ဆူတောင်းပြီးရင်အဲ့ဒီကတော့ချောင်းလေးကိုစောင့်ထားလိုက်ရမယ်အဲ့တော့တော့ကလောင်းနဲ့တော့ချောင်းနဲ့ချိန်နဲ့တော့လေးကိုဖွင့်ထားလိုက်ပါအဲ့တော့ခုနှစ်ပတ်ပတ်ပါလမ်းစုံလမ်းကောင်းမှာလို့ပါ အဲ့ဒီတော့ခုနပတ်ပတ်ပတ်ပြေးပေါ့နော်ခုနပတ်ပတ်ပြေးပေါ့ခုနပတ်ပတ်ပြေးပြီးရတယ်ဆူတောင်း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 ပတ်ပြေးအကျွေးအမြန်လုံးဆက်နိုင်ပါလိမ့်အကျွေးမှုတွေအေးချမ်းပါလိမ့်ကျွေးမှုတွေအမြန်လုံးဆက်နိုင်ပါလိမ့်ခုနပတ်ပတ်ပြေးပတ်ပြီးမင်းအဲ့ဒီတော့လေးကိုသွားနေရဆောင်ထားလိုက်ပါအကျွေးကိစ္စတွေအေးချမ်းပြီးတော့အကျွေးတွေလည်းအမြန်ဆုံးဆက်နိုင်သွားပါလိမ့်မယ်ဒါကတော့အကျွေးမှုသမားတွေအတွက်တည်တံ့ရည်ရည်ဖြစ်ပါတယ်ခင်ဗျာအားလုံးနှုတ်ဆက်ပါတယ်ကျွန်တော်ဗီဒီယိုဆရာဆရာထုတ်အောင်လိုက်ပါရွှေဝံပြတောင်ပတ်မုံမှာဒီကိုဖော်ပြပါတယ်ခင်ဗျာ